တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2019မေလ22ရက်ကနေ31ရက်နေ့အထိအပြောင်းလဲသစ်တွေပေါ်မယ်ရက်တန်းရကိုအတွက်ကောင်းတဲ့ရက်တွေပဲပေါ်လာတဲ့အပြောင်းလဲသစ်တွေကလည်းကိုအတွက်ဘဝတစ်ခုလုံးရဲ့နှစ်သာရကို ကောင်းစွာအကျိုးပြုစေတဲ့အကြောင်းအရာဖြစ်ရက်တွေပဲဖြစ်တယ်လူမျိုးကအကျိုးပေးမယ်အိမ်တွင်းပဋိပက္ခရှိမယ်ပစ္စည်းပြောင်းမယ် အမေပွားတော့ခြူကြမယ်မပူနဲ့အေးချမ်းသွားလိမ့်မယ်အိမ်ချမ်းမြေကိစ္စအပြောဆိုတွေအဆင်ပြေမယ်ရောင်းကျင်သလားရောင်းထွက်သွားလိမ့်မယ်ချမ်းသာခန့်အလဲလဲပြောင်းလဲကိစ္စကိုကိုတိုင်ဆောင်ရွက်ရင် ဆောင်ရွက်ဓမ္မမို့ရင်လဲသူတစ်ပါးဆောင်ရွက်တဲ့ကိစ္စတွေကြကိုကဝင်ပြီးဆောင်ရွက်ရင်အကျိုးမြတ်တော့ရအောင်ပဲတဏှာနဲ့တဏှာရွှေ့တာပြောင်းတာလေလောက်ပါရဲတင်တဲ့အဆင်ပြေတယ်၂၀နှစ်နေ့ ရန်တိုက်ကန်နဲ့ရှင်ပြီးတော့တယ်နေသူတမားနဲ့မတူတဲ့ရှုထောင့်ကသာလှုပ်သူတမားကိုဘာပြောပြောရုပ်ဆာဆုံးစိတ်မနှံမှုယူသွုန်နဲ့ပြောရင်လည်းကိစ္စမရှိဘူးဗျာရဲတဲ့သာလှုပ်လိုက်ပါသူများနဲ့မတူရဲရှုထောင့်ကလှုပ်တယ်လေအကျိုးပေးလေ23ရက်နေ့ရတော့ထူးထူးခြားခြားခံကောင်းပါငွေကြေးကံတလန်းဖွဲ့မယ်ရပိုင်ခွင့်နဲ့ရမယ်ပြန်လဲတောင်းခံပေးပါ23ရက်နေ့ရထူးထူးခြားခြားခံကောင်းတဲ့နေ့တစ်ခုဖြစ်တယ် ငွေကြေးရပိုင်ခွင့်နဲ့ပြန်ရနိုင်မယ်ရဲတန်းနဲ့ပြန်တောင်းမှာဒါမှမဟုတ်လေရပိုင်ခွင့်တွေအတွက်ပြောဆိုလိုက်ပါ24ရက်နေမှာတော့အရာရာသတိရှိရမယ်လူယုံထားလို့မရကိုယ့်ကိုဒုက္ခပေးနိုင်မယ်တည်င်းနေပေါက်ကြတတ်တယ်လျှောက်ဝက်ချက်တွေပေါက်ကြတတ်တယ်25ရက်နေ့ရတော့အထူးကံကောင်းတဲ့ကံပွင့်လာတယ်။မထင်မှန်ပဲစတင်လိုက်တဲ့ကိစ္စကအကျိုးပေးမှုအစစ်စစ်ကိုရ။26 ရတ်တန့်တဲ့လူတွေပြန်လဲစတင်နိုင်တယ်။29ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မှုတွေရှိပြီ။28ရာရာဆင်းပြေတဲ့ခေါင်းစည်းခေါင်းစွတ်လို့ပါသပင်ပုံစံကိုပြောင်းမှထူးခြားတဲ့ကံကောင်းခြင်းနဲ့ပြရတတ်တဲ့လက်ပွင့်ခြင်းတွေရှိသွားမယ်။29ရဲ့နေ့မှာမတော်တဆနဲ့ကြွဆိုင်ရန်အနေတွေလည်းရှိတတ်တယ်။ရန်အနေလည်းဖြစ်တတ်တယ်။အသွားလာနေတဲ့အထူးပြုသတိထားမယ်ရက်ဖြစ်တယ်။ အနောက်တောင်ရက်ကိုဦးတည်သွားစဉ်အနည်းရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းကိုအထူးပြုသတိထားမယ်ကာလဖြစ်သတ်မှတ်တယ်။30ရက်နေ့ကတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိတယ်။31ရက်နေ့မှာဦးတည်ချက်တဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကျကျကောင်းတယ်ပေါ်ပြီးအစစ်မြင့်တဲ့ဘဝကိုဖန်တီးရရှိနိုင်ခြင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့မွေးသူတွေနဲ့ပူတွဲပြီးတော့လုပ်တဲ့ကိစ္စတွေကကောင်းသောအကျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်စေတယ် ငွေကြေးကံကိုလည်းကောင်းစေတယ်။တနေ့လာနေ့မွေးသူတွေကတော့ကိုယ်ကိုစိတ်နောက်ရှေ့ဖြစ်စေတဲ့သဘာဝကြုံတယ်။အင်္ဂါနေ့မွေးသူတွေနဲ့တွဲပြီးခရီးကိစ္စအဆင်ပြေမယ်။အပြောင်းလဲကိစ္စအဆင်ပြေမယ်။ဗုဒ္ဓနေ့မွေးသူတွေလက်ပွင့်စေတဲ့ကံပွင့်စေတဲ့ကြာသပတိနေ့မွေးသူတွေနဲ့ပေါင်းပြီးအလုတ်တစ်တွေအောင်မြင်မယ်။တောက်ကြံနေ့မွေးသူတွေနဲ့တွဲပြီးတော့ငွေကြေးကိစ္စပြောဆိုမှုအဆင်ပြေမယ်။စနေနေ့မွေးသူတွေကတော့လက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းတွေကို စနစ်တကျဖြစ်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းတို့ကိုကြုံတွေ့စေတဲ့နမိတ်ကိုတွေ့ရပါတယ်ဒီကာလအတောအတွင်းမှာနံပါတ်ခွန်ကိုငါးကရက်နေအကျိုးပေးတယ်အစိမ့်အဖြူမိခိုးရောင်တွေကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးနိုင်တယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါနေဝင်းကျင်မှာ ရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကို စေဝအတူတနာပြုပေးပါ ကျေးဇူးတင်ပါတယ်